တိုက်ပေါ်မှာခြိတဲ့လူတွေကိုအကုန်လုံးအောက်ကိုဆင်းလာခဲ့တယ်နော်တိုက်ပေါ်အိမ်မမတက်ရဲဟာမာအလုံးမမင်္ဂလာပါမွေး channel လေးကကြွဆွလိုက်ပါတယ်မဟုတ်ခုတစ်ဆက်ပြခြင်းတဲ့ဗီဒီယိုလေးကတော့ဧပြီလ27ရက်နေ့မှာပေါ့နော်မြင်းကလေးရန်ကုန်ကို ဒီလှုပ်မယ်ဆိုလို့ပေါ့နော်ရန်ကုန်ကပြည်သူတွေတော်တော်လေးမှထိတ်လန့်နေရပါတော့ကြိုတင်ပြစင်တဲ့သူတွေဆိုလို့ရှိရင်လည်းတော်တော်လေးမှပြစင်တာပေါ့နော်အယောက်မှတနာဖို့ကောင်းတယ်ဒီသတင်းမှားတွေထုတ်လွှင့်တဲ့သူတွေကြောင့်ပေါ့နော်တော်တော်လေးမှစိတ်ဆင်းရဲသောကရောက်နေတဲ့သူတွေလည်းရှိရပေါ့နော်ဗီဒီယိုမှာဆိုလို့ရှိရင်တော့ပြပြစစောပါပါလေးကြည့်နေတဲ့အမျိုးတွေလည်းဘ ഹു ထရကြောင့်လို့ပြန်လည်မျှဝေလိုက်တာပဲဖြစ်ပါတယ်မိုးကဗီဒီယိုလေးကိုစောင့်ထိလက်ပါကြည့်ရှုပေးဖို့ဖိတ်ကပါရှိဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့ထင်မြင်စချက်ကလေးတွေလည်းဗီဒီယိုလေးအမကောမန့်လေးတွေရေးပေးလို့ရပါရှိဗီဒီယိုလေးကိုကြည့်လိုက်ကြရအောင်နော်ပါပါပါ

။ငကိုးမှာလာမယ်လို့အဖတ်တွေအည်တွေစုံအောင်ထည့်ထားရပါတယ်ဆိုမှပဲ။နေဦးထဲမှာတဏီကုန်နေနေရတယ်လို့မပြောချင်ဘူး။အဲနင်တို့ပြောတော့21ရက်နေ့ငလင်လှုပ်မယ်ဆိုအဲလှုပ်ကြအောင်လို့ငါဒီမှာလမ်းမမှာထွက်နေနေရလက်ပူချက်နေဒီချက်ကြီးလည်းမလှုပ်သေးဘူး။အော်ငါမပြောချင်ဘူးလို့တကယ်စိတ်ခင်။ဟုတ်တယ်မဟုတ်လျှောက်သွန်းတာကဲပြောကြအောင်တိကျပြောကြအောင်အခုဒီမှာဒီမှာကြည့်အောင်အချိန်ကိုလည်းကြည့်အောင်ခုချိန်ကြီးလည်းမလုပ်သေးဘူးပေါက်ခရရတက်တက်អော်နေတဲ့កောင်ဘယ်ရောက်ကုန်ပြီလဲအဲ့កောင်နေဟမ်ပြောလိုက်အစီအစီတွေကလာအောင်မယ် ခမန်းနာပါလို့ဘာလို့ညာလို့ပြောလိုက်မသိရင်အတိအကျကြီးလို့လို့ဘာလို့ဆရာကြီးလို့လို့ကဘာကြီးလို့လို့အထာကြီးလို့လို့ ਨੇ ဘာမပြောလိုက်ချင်ဘူးလူလူတွေအကုန်လုံးမထိတ်တဲ့ထိတ်လန့်အောင်ရှောက်တော့နေကြတာဘာလို့အိမ်ထဲကိုမဝင်ရတော့ဘူးနေလို့စကားယုံပြီးတော့ဆိုလို့စေနော်မနေ့ကရောအပြည့်ထွက်တာကြီးဟုတ်တာလည်းမဟုတ်ဘူးရှောက်ပြီးတော့ထပ်ပြောင်းဗနေ့နေ့ထပ်လောက်အောင်ပါလေထပ်ပြောင်းနေတော့ဗတိုက်ဆိုင်မှုလေးရှိလာအောင်လို့ပေါ့နေလို့ပတ်သက်ဒီကစီးကမ်းမှမရှိဘူးပောက်ကြရရှောက်ပြောတယ် တကယ်အဲ့လိုလူမျိုးတွေလှုပ်ပြီးအကုန်မြေမျိုးသွားဟုတ်တာလည်းမဟုတ်အကုန်လုံးထိတ်တန့်အောင်ရှောက်ပြောနေကြဘာအခုနေနေပူးနေပြီးတော့အဘယ်လိုလုပ်မလဲစိတ်ညစ်တယ်တကယ်ပဲ72နာရီ20နာရီကလေးလုံးမယ်ဆိုလှုပ်လည်းမလှုပ်ရမယ်တော့ကွာဒီမှာအထုပ်နဲ့အပိုးနဲ့မင်းဒီထဲမှာ fucking monitor တွေရောရေဘူးတွေရောဟိုမှာ string နဲ့ဆက်တွေရောအကုန်ထည့်ထားရတာငါတို့ကောင်အေးအေးပြက်ကောင်ငါဘောလုံးနေနဲ့ဟုတ်ကဲ့ဒါကတော့ကျွန်တော်တို့ဒါ27ရက်နေ့ပေါ့နော်27ရက်နေ့မှာကျွန်တော်တို့ဒါမြန်မာနိုင်ငံမှာ ဘယ်ပညာရှင်တွေကတော့ဘလို့ဟောတာလည်းမသိပါတော့ငလျင်လုံးမယ်ဆိုပြီးတော့ပေါ့နော်အခုချိန်ထိကျွန်တော်တို့ဒါအိမ်ထဲကိုမဝင်ရဲသေးဘူးပေါ့နော်အခုဆိုရင်ကျွန်တော်တို့ကအပြင်မှာပဲကျွန်တော်တို့နေနေရတယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့ဒါငလျင်ရှောင်ပေါ့နော်ဒီအိမ်လေးနဲ့ပဲကျွန်တော်တို့ညာတိုင်းအိမ်နေရတယ်ပေါ့နော်အဲ့တော့ဘယ်ပညာရှင်တွေကဘလို့မျိုးဟောပြီးတော့ဘလို့မျိုးထုတ်လိုက်လည်းမသိပါဘူးပေါ့နော်တကယ်လုံးမှာလားမလုံးဘူးလားဆိုတာလေးလည်းအကြောင်းပြန်ပေးဖို့ပေါ့နော်အထက်ဝင်ရမလားထွက်ရမလားအပြင်မှာပဲအိပ်ရမလားပြင်မှာပဲစားရမလားကျွန်တော်တို့ဘွားတွေက လမ်းပြောင်းနေရပေါ့နော်ဟိုဟာတကယ်ဖြစ်လာတဲ့အချိန်ကျတော့ဘယ်ပညာရှင်မှဘာမှမဟုတ်မထုတ်ပေါ့နော်ဟိုမဖြစ်လာတဲ့အခါကျမှပညာရှင်တွေကဟိုထုတ်ထားရလားဟောထားရတော့မသိတော့ဘူးပေါ့နော်အဲ့ဒါလေးတခြားလေးပြောပြပေးအောင်ပေါ့နော်ဒီနေ့21ရက်နေ့7နှစ်နာရီကျော်လို့ရှိရင်ငလင်းလုံးမှလို့ပြောတယ်အဲတကယ်ဟုတ်မဟုတ်တော့မသိဘူးဒါပေမဲ့သတိဆိုတာတော့ကိုယ်ရတော့မရှိဘူးအဲအရေးတင်မိရလဲပြက်နေသေးရဆိုတော့ဘာလို့မှမလဲဘာလို့မှမလဲဆိုတော့ဟိုပါ science garden လေးပြည့်စုံလို့ယူလာပြီးသွားပြီ ဒီမှာရှိတဲ့ပတ်စံလေးလည်းထည့်ပြီးတော့ပြီဖုန်းလည်းရပြီအဲဆိုတော့อืมလွရကြွရတော့တွားရှောင်းတော့မယ်အနေုံငါမဲဖောက်တာဆိုတော့ဒီမှာငါဒီမဲတို့တွေကလည်းပဲယူတော့မှလားမယူစိတ်ရတယ်အဲပြီးတော့ကြံသေးတယ်ဒီမှာဒီမှာဒီပတ်စံလေးတွေကလည်းပဲအမမီမီရတယ်ဘလိုလုပ်အောင်လဲအဲမော်ကူလိုက်တာမော်ကူလိုက်တာစိတ်မြပါဘူးဘယ်သူကမြပြောလာနေညတော့လည်းတညာလုံးအိတ်မပြောဘူးအဲ့ဟာယူတွေးပြီးတော့လေ ကဲဟုတ်မဟုတ်တော့မသိဘူးဟေးနင်တို့ကအဲ့လိုဖြစ်ကြတာငါလည်းအဲ့လိုဖြစ်နေပြီဖြစ်ပြီလေဘာလဲလုံးလုံးတော့မှန်မသိတော့ကဲသွားတော့မယ်ဟဲ့ခုတော့ကဲအေဘယ်27ရက်နေ့အဲဆက်ရနာကြီး33နဲ့ကြော်ပါပြီ3နိုင်လဲကြော်ပါရေဆိုတော့စိတ်လေးနည်းနည်းတော့ချပါရေပေါ့နော်ဒါပေမဲ့အစီအရရဲ့တိတော့အကောင်မှာကြာတော့ तू ကတော့ဒီနိုင်ပဲပြောမှာပါပေါ့ရက်ကတော့27ရက်နေ့တည်ကြလို့ကပြောထားတာပဲပေါ့နော် ဒါမဲ့လည်းကိုရီးယားမနေ့ခရဲနဲ့အဲ့လိုမျိုး23ရက်နေ့ရ6ချားနေရပေါ့နော်မနေ့ခရဲနဲ့ဟို7နာရီထိုးရမယ်။အော်7နာရီအဲ20ကျော်ဖြစ်တော့မယ်7နာရီ30ကျော်ဖြစ်တော့မယ်နည်းနည်းတော့6ချားရပေါ့နော်။နင်တို့ပြောသလိုမျိုးယုံနာမယုံနာထက်ဒါမဲ့နည်းနည်းတော့စိတ်ထဲမှာတော့6ချားရပေါ့နော်။သူများရေပြောတာတော့ဒီငလင်းဆိုတော့ခက်မှန်းလို့မရဘူးလို့ပြောချင်တာပေါ့နော်။ဘာလို့ဆိုတော့တပတ်မှဆိုရင်ငလင်းခဏခဏလောက်တယ်ပေါ့။ပြီးတော့သူတို့တာမှာကိုယ်တိုင်ခက်မှန်းလို့မရဘူးပေါ့ကွယ်။ အဲ့ဒါကိုမြန်မာလူတွေကရှောက်ပြောခံမှန်းနေကြတာပေါ့အဲ့ဒါရှောက်ပြောတာတကယ်မဟုတ်ဘူးပေါ့ငလင်းဆိုတာဘယ်သူမှကြိုတင်ခံမှန်းလို့မရဘူးပေါ့ဖြစ်တဲ့အချိန်ထားဖြစ်သွားတာပေါ့နော်အဲ့လိုလည်းပြောကြတယ်အဲ့ဒါမှငလင်းနဲ့ပတ်သက်ပြီးတော့တည့်ရမလားဘယ်သူမှခံမှန်းလို့မရဘူးဆိုတော့လေဖြစ်တဲ့ကံမှပဲဖြစ်တယ်လို့ပဲမှတ်ရတော့မှာပေါ့ဒါစနနာကြီးဆိုလို့စနနာကြီးလည်းထိုးရစိတ်ထမ်းတာရအခုပြောပြန်ပြီ၃နာရီ နော်အိမ်မမတက်ရဲဟုတ်မာဒီမှာတခုခုပြင်ပြေးလို့လွယ်အောင်ဒီမှာနေတာလေလုတ်ပြီးဆိုတန်းပြေးမယ်မာပြေးမယ်ပြန်တက်အကားလေးလောက်ဖွင့်လာတယ်နေရတာအိမ်ပေါ်တက်ချင်တာအိမ်ပေါ်မှာအေးစစ်စစ်မီးလဲလာတယ်အိမ်ပေါ်တက်ခွင့်မရှိဘူးအခုခုဆိုပြေးမယ်တိတ်ကြံရရရနေပြီနော်အားလုံးမှာအဲ့ကြည်လောင်လေငါအိမ်ပေါ်မတက်နေတယ်၁၂နှစ်ကျော်တော့လဲအိမ်အိမ်ပေါ်တက်ချင်တာကွယ် ခုအိမ်မော်မတက်ဆိုအောက်မှာပဲနေနေရကြည့်လိုက်လို့ဟောဒီနေ့ငလေးလောက်မယ်လို့ကြားနေဟုတ်လားအာဒါရီက20ရက်လီလာ2015ကနေငလင်လို့မယ်သူလိုင်းပေါ်မှာရှောက်ဖွားနေကြတာပါကွာနော်ပညာရှင်တွေလည်းပြောထားပြီးသားပါမိုးလေဝသပညာရှင်တွေဥထုံးလင်ကိုယ်တိုင်ပြောထားတာပဲနော်ငလင်ဆိုတာဘယ်နည်းဘယ်ရဘယ်ချိန်လို့မယ်ဆိုတာကြိုတင်ခံမှန်းပြီးအတိအကျမပြောနိုင်ပါဘူးတဲ့အဲ့ဒါကြောင့်လိုင်းပေါ်တင်တိုင်းလည်းမယုံကြပါနဲ့28ရက်3လ 2025တော့လှုပ်တာဘယ်ပညာရှင်မှ live မတင်ပါဘူးเนาะလှုပ်သွားတာပဲအေးမဟုတ်ဘူးဆိုတော့ညာလဲမပေါ်ကြပါနဲ့လို့ဘုရားဟောထားတာပဲเนาะအမြဲတမ်းအပမဒိနာတမ္မာဒိထတယ်မမိမလျော့မပေါ်မသားနဲ့တဲ့တတိနဲ့နေပါလို့ပြောထားတာဒါကြောင့်တတိဆိုတာတော့ပိုးတယ်မရှိဘူးအမြဲတမ်းသွားတတိလာတတိသားတတိတတိနဲ့နေပါလို့ဒါလေးကိုကြံပေးနေတာပါเนาะအခုလမ်းဘက်ထွက်လိုက်တော့လဲငလင်လို့မကြားလို့တဲ့ဆိုင်နေပိတ်တယ်တဲ့ဒါလဲမမပါဘူးเนาะတတိဆိုတာပိုးတယ်မရှိပါဘူးဒါကြောင့်အမြဲတမ်း တတိဝရိယနဲ့နေကြပါလို့ကျွန်တော်မေသေးပါဘေးဥပ္ပအန္တရာယ်ကင်းရှင်းကြပါသေးဗျကိုသိနေဗျကျမ်းမှချမ်းသာပါစေလို့ဆုတောင်းမေတ္တာပို့သားပါတယ်နော်အားလုံးကျေးဇူးတင်ပါတယ်ဟာလှုပ်နေပြီ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 ဟာဘာဘာလုပ်ပါလဲလေတိုက်လို့တည့်ရက်တွေလှုပ်နေတာမမာလေးငါငါကြီးမှလောက်တယ်လို့ပြောတယ်နော်။ငါပါတယ်ပြေးနေတယ်လို့။သူကပြန်ပြောတယ်တဲ့။၃နာရီထိတယ်မဟုတ်ဘူးတဲ့။၂၃ရက်နေ၃ရက်လုံးဖြစ်နိုင်ပါတယ်တဲ့။ စတော့တော့3နာရီကြီးဆိုတော့ကြာအေးပေါ့ငါတနာရီလောက်ပဲလိုရတော့နေလိုက်ပါမယ်ပေါ့23ရက်နေ့တနေ့လုံးညမလုံးလားလို့မင်းအောက်ထက်တနေ့လုံးဘာလုံးမှလိုရသေးဘူးလို့ငုတ်တုတ်ကြီးလို့အောက်ထက်ကြီးမှာညဘက်စရင်းတာတော့အောက်ထက်မှာစရင်းအောင်လို့ဖြစ်နေပြီလို့စရင်းဖို့တဲ့ PC အောက်ထက်ကမနေထလုံးမှာပြက်တနာလို့ဗျာအေးမလုံးပါနဲ့တော့လို့အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ဒီပိုလီကိုတွေ့ရဆိုရင်တော့အပန်းမကြည့်ရင် share သွားပေးကြပါခင်ဗျာငလင်အထူးသတင်းဖြစ်ပါတယ် ကျွန်တော်တို့လာမယ့်21ရက်နေ့မှာဒါကဘာလို့တိုင်းတာချက်အရကျွန်တော်တို့ဒီအာရှတိုက်တွင်းမှာရှိကြတဲ့နိုင်ငံအသီးသီးပေါ့နော်ကျွန်တော်တို့ဒီငလင်းအကြီးကျယ်လောက်ခတ်မယ်လို့လည်းကြေညာထားပါတယ်ဒါတိတဲ့သူတွေလည်းတိထားပြီးဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့မတိသေးတဲ့သူတွေတိအောင်ဝိုင်းပြီးတော့ရှယ်ပေးကြပါအောင်လို့ကျွန်တော်မြတ်တာရက်ခံပါတယ်လာမယ့်21ရက်နေ့မှာအဓိကထားပြီးတော့ကျွန်တော်တို့သတိထားမှာကတော့မြန်မာထိုင်းလာအိုကမ္ဘောဒီးယားစတဲ့နိုင်ငံတွေမှာကျွန်တော်တို့ပြင်းထန်တဲ့ငလင်းလောက်ခတ်မယ်လို့လည်းကြေညာထားပါတယ် ဒါကြောင့်မလို့ဝိုင်းဝန်းပြီးတော့မှ share ပေးကြပါအောင်ကျွန်တော်တို့ပြင်ဆင်ထားတင်တာလေးပြင်ဆင်ရအောင်ပေါ့နော်အဲ့ဒီနေ့မှဆိုရင်တော့အထူးသတိပြုရမှာကကျွန်တော်တို့ဒီအမြင့်မှာနေတဲ့သူတွေကျွန်တော်တို့တွေအဲကြွတင်ပြီးတော့မှကျွန်တော်တို့အဲအောက်မှာဆင်းနေတင့်တယ်လို့ကျွန်တော်ကတော့ယူဆပါတယ်နော်ဒါကြောင့်မလို့ကျွန်တော်တို့ပြင်ဆင်တင်တာလေးတွေပြင်ဆင်ထားပါလာမယ့်21ရက်နေ့ပေါ့နော်မဖြစ်လာရင်တော့ကောင်းပါလေနော်ကျွန်တော်တို့ရဲ့ကံပေါ့အဲ့တော့ကျွန်တော်တို့တွေထပ်ပြီးတော့အဲမြန်မာပြည်သူပြည်သားနေတို့ကကဘာ သူကဘာသာအားလုံးအသက်တွေမဆုံးရှုံးရအောင်ကျွန်တော်တို့တွေအကြွတင်ပြီးတော့ပြင်ဆင်ထားကြပါထပ်မံပြီးတော့လဲအသက်တွေမဆုံးရှုံးစေချင်ဘူးပေါ့နော်ဟုတ်ကဲ့ပါဒါကြောင့်မလို့အဲဒီပို့လေးတွေ့လဲ share ပေးကြပါအောင်ခင်ဗျာအထူးသတိပြုရမယ့်ရက်ကတော့21ရက်နေ့ဖြစ်ပါတယ်အားလုံးပဲဘေးရန်ကင်းကြပါစေခင်ဗျာ ီဒီယိုထဲမှာဆိုလို့ရှိရင်တော့ပြည်သူတွေကတော်တော်လေးကိုမထိတ်လန့်နေရပါတော့နော်22ရက်နေ့ငလျင်ကိုအရောက်မှကြောက်လန့်နေတာပဲဖြစ်ပါတယ်တနာဖို့လည်းကောင်းနေပါတော့နော်တော်တော်လေးကိုမှလည်းပြင်ဆင်နေကြတာပဲဖြစ်ပါတယ်မိုးဗီဒီယိုလေးကိုစုံတိလက်ပတ်ကြီးရှိပြီလို့အားလုံးကျေးဇူးတင်ပါတယ်ရှင်အခုကြည့်နေတဲ့အမျိုးတွေလည်းဝရီးရလေးရှိရပါလို့ပြောချင်ပါတယ်ရှင်နောက်ထပ်လည်းမိုးဆက်တီတဲ့တင်ဟာသဗီဒီယိုလေးနဲ့ဘူးတရရဆက်ဗီဒီယိုလေးတွေကိုနေ့စဉ်နဲ့တိဆက်ပေးတတ်မှာမို့မိုး channel လေးကိုလည်း subscribe နဲ့တောက်ပို့တောက်ဆပိုင်းရှင်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမယ်နော်တဒါ